အဲခုကျွန်မဆွေးနွေးပေးနေရပေါ့နော် resilient building resilient ဒီကကျွန်တော်ရဲ့ကလေးတွေမှာစဉ္ညာခံနိုင်တဲ့စွမ်းရည်တိုးတက်ဖွံ့ဖြိုးခိုင်မာအားကောင်းလာအောင်ဒေ့ကျင့်ပေးရမယ့်အကြောင်းအရာတွေများဟာကြီးဆွေးနွေးပေးခဲ့ပြီပေါ့နော်အဲ့ဒီကအကြောင်းအရာတွေထဲမှာလည်းပဲ အဓိကကြတဲ့သူတွေကဘသူတွေတုံးဆိုရင်မိဘနှစ်ပါးပါမိခင်နဲ့ဖခင်နဲ့သူတို့တွေကအဓိက resilient တွေဖွံ့ဖြိုးဖို့အတွက် key player တွေပါရှင်အဲ့တော့ကျွန်တော်ဆွေးနွေးပေးသွားမှာယနေ့ဆွေးနွေးပေးသွားမယ်အကြောင်းအရာလေးဟာတကယ် key player တွေအတွက်လိုအပ်တဲ့စိန်ခေါ်မှုတွေပေါ့နော်ပြုစုစောင့်ရှောက်တဲ့သူတွေအတွက်စိန်ခေါ်မှုတွေပါ ဒီစိန်ကုန်မှုတွေကိုသိရှိထားခြင်းအပြင်ဘလို့ရင်ဆိုင်ကြော်လွားကြမလို့ဒါမျိုးတွေဆိုတာရှိနေတာဒါပြုစုစောင့်ရှောက်တဲ့သူတိုင်းမှာရှိနေတဲ့စိန်ခေါ်မှုတွေဒီစိန်ခေါ်မှုတွေကိုလိုအပ်တာဆိုရင်ပြည့်ဖြည့်ထားမယ်ပေါ့နော်ဒါမျိုးတွေကရှိနေတတ်တယ်ဒီကျမ်းစာလေးကိုကျွန်မဆွေးနွေးပေးသားမှာပါခနေ့ဆွေးနွေးပေးသားမယ့်ခေါင်းစဉ်လေးဟာပြုစုစောင့်ရှောက်တဲ့သူတွေအတွက်စိန်ခေါ်မှုများပြုစုဆောင်ရှောက်တဲ့သူတွေကစိတ်လျှာခံစားမှုထိ ंच ုံနိုင်စမ်းမရှိဘူးဖြစ်တတ်ကြရဲ့တဲ့ချစ်တော့ချစ်တယ် အဲပေါ့နော်ဟိုအခြေအနေတစ်ခုမှာပေါ့နော်အဲသူကစိတ်မပြည့်စုံစားရောက်တဲ့သူကစိတ်ကြည်သာနေကြည်သာနေတဲ့လူမျိုးအဲမကြည်သာဘူးဆိုရင်ခောက်ဒစ်ဆိုပြီးတော့ခောက်ထစ်မျိုးဓာမျိုးဒါမျိုးဆိုဖြစ်ဖို့ဒီလိုမျိုးဖြစ်လို့မဖြစ်ပါဘူးရှင်အထူးလေးမှလိုပါတယ်ဘလို့အချင်းညီမျိုးပါပဲဖြစ်ဖြစ်ကလေးပေါ်ကိုပြုတ်မှုတဲ့အပြုတ်မှုကတော့ ကောင်းမွန်နေဖို့လိုအပ်တာဖြစ်ပါတယ်ရှင်။ဒါကြောင့်မိမိရဲ့စိတ်လှုပ်ရှားခံစားမှုကိုထိညွန့်နိုင်စရာမရှိဘူးတဲ့။ဘာလို့လို့ဆိုလို့ရှိရင် သူတို့ကမိဘတွေကိုယ်တိုင်ကမိမိကလေးကို ကောင်းမွန်စေခြင်းနဲ့မေတ္တာစေတနာအားကြီးတာဆိုတော့ဟိုတခုခုကိုလိုအခက်ခဲတခုဖြစ်သွားပြီးအဆင်မပြေဘူးဖြစ်သွားပြီးဆိုရင်အဲ့ဒီအားကြီးတာကြီးကလွှမ်းမိုးပြီးရောပေါ့နော်။မိမိစိတ်ကိုမိမိမထိန်ချုပ်နိုင်မှုဖြစ်သွားတတ်တယ်။ဒါမျိုးတွေမဖြစ်အောင်ထိန်းသိမ်းဖို့လိုအပ်ပါတယ်ရှင်။ ။ဒါကြောင့်စိတ်လုရှားခံစားမှုထင်းကျုံနိုင်စမ်းမရှိဖြစ်တတ်ကြတယ်။နောက်တစ်ခု coping skill တွေအားနည်းတယ်။ဒါကြောင့်ကျွန်တော် coping skill တွေကြောင့်အများကြီးဆွေးနွေးပေးခဲ့တယ်။ဒီ coping skill တွေနဲ့မိမိရဲ့ဒီကဖြစ်ပေါ်လာတဲ့ခံစားချက်တွေစိတ်ပိစီမှုတွေကိုအဲစီမံခန့်ခွဲကြရမှာလည်းဖြစ်ပါတယ်ရှင်။နောက်တစ်ခုက self efficiency အားနည်းတယ်။ ကိုမရှိနေတဲ့ပေါ့နော်အစွမ်းနေပေါ့အစွမ်းဆိုတာကလေးကိုဘလိုနီးလဲနေနေချင်းကပ်ပြီးပြိုးတောင်ပေးမလို့ပေါ့ဟာမျိုးတွေကို သူပေါ်လို့လေးလာထားဖို့လိုအပ်တယ်။အဲတိရှိထားအောင်လှူဆောင်ထားဖို့လည်းလိုအပ်တယ်။ဘယ်အရွယ်အရွယ်အလိုက်လဲပြောင်းလဲပြီးတော့သူတို့ကိုပြုစုပြောင်းထောင်ပေးရမှာလည်းဖြစ်တယ်။အဲချင်းကပ်ပုံနေရာလည်းမတူညီကြဘူးပေါ့နော်။အရွယ်กว่าရင်အရွယ်กว่าတယ်လို့ပဲပေါ့နော်။ဆောင်ရွက်ကြရမယ်။မွေးစားကနေ၃နှစ်ကလေးလေးကိုဆောင်ရွက်တဲ့ပုံစံတစ်မျိုးပြုစုပြောင်းထောင်တဲ့ပုံစံတစ်မျိုး၃နှစ်ကနေ၆နှစ်ရွယ်လို့ရှိရင် ပုံစံနေရာပြောင်းလဲပြီးဟောသူတို့ ဖွင့်ပြမှုတွေဖွင့်ပြအောင် လေ့ကျင့်ပေးကြရမှာဖြစ်တဲ့အတွက်ဒါမျိုးတွေကိုပေါ့နော်အဲအစွမ်းတွေကောင်းဗလာဆောင်ရွက်ကြရမယ်ဒါကြောင့်ပေါ့နော်လိုအပ်တဲ့အရည်အသွေးရှိတဲ့ပြုစုဆောင်ရှောက်မှုမပေးနိုင်ဘူးတဲ့ဒါမျိုးတွေဖြစ်တဲ့တဲ့အရည်အသွေးရှိရပြုစုတော့ပြုစုနေရပဲချစ်တော့ချစ်နေရပဲအရည်အသွေးရှိဖို့လိုတယ်ချစ်တဲ့အခါမှာလဲချစ်တဲ့ချစ်ချင်းမြတ်တာက အရေးချင်းရှိရဲ့ချစ်ချင်းမြတ်တာရှိရဖြစ်ရမယ်။ဒါမှကလေးတွေရဲ့အုံနောက်ပိုင်းဆံရတွေအတွေးခေါ်ပိုင်းဆံရတွေဘဝမှာတွေ့ကြုံတဲ့အခက်အခဲတွေကို ကြံကြံခံနေနိုင်တဲ့စွမ်းရည်တွေနဲ့ရင်ဆိုင်ကျော်လွားနိုင်မှာလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်လိုအပ်တဲ့အရည်အသွေးရှိရဲ့ပြုစုစောင့်ရှောက်မှုတွေမပေးနိုင်တာက ကျမတို့ပတ်ဝန်းကျင်မှာအများကြီးတွေ့နေရတယ်။ဒီလိုမျိုးတွေတွေ့နေရလို့လည်းကျမကဒါတွေကိုဆွေးနွေးပေးနေရခြင်းလည်းဖြစ်ပါတယ်ရှင်။အဲ့တော့ကျမတို့ရဲ့ကလေးတွေအနာဂတ်ကေမှာပေါ့နော်တကယ်ကိုအရေးပါတယ်။ကျမတို့တွေလည်းအရေးပါတယ်လို့ပြုစုပြောထောင်ပေးနေတဲ့သူတွေအတွက်လည်းအရေးပါတယ်။ မိဘအုပ်ထင်းသူတွေတွေလည်းအရေးပါတဲ့ပေါ့နော်ကလေးတွေရဲ့အနာဂတ်မှာအရည်အသွေးရှိတဲ့ပြုစုဆောင်ရှောက်မှုတွေကိုရရှိစေချင်ပါတယ်ရှင်ရရှိစေလိုပါတယ်ဒါကြောင့်လေကျမတို့ကျမဆွေးနွေးပေးနေရခြင်းလည်းဖြစ်တယ်ဒါကြောင့်လိုအပ်တဲ့အရည်အသွေးရှိတဲ့ပြုစုဆောင်ရှောက်မှုမပေးနိုင်တာတွေဒါလည်းကျမတို့ဒီပြုစုဆောင်ရှောက်တဲ့သူတွေရဲ့စိန်ခေါ်မှုတွေပါ ရင်းမြစ်လုံလားမှုမရှိရသေးဟောအဲ့ဒါကြတော့ဘလို့ဟာမျိုးတွေဥစ္စာလို့ရှိရင်မိမိကကလေးပြုစုစောင့်ရှောက်တဲ့နီးတွေကိုတိလို့တယ်အဲ့ဒီခါမှာဘယ်နေရာကိုသွားပြီးလေးလာမှန်းမသိဘူးပေါ့နော်ဒါမျိုးတွေရှိတတ်ကြတယ်အဲ့ဒါမျိုးတွေမရှိအောင်ပေါ့နော်ဒါပြင်ဆင်ထားရမယ်ဒါပေမဲ့ရင်းမြစ်ဆိုတာမိမိဒီခေတ်ခါမှာတော့ကျွန်မထဲရင်းမြစ်တွေဆိုတာမိမိကမှရှားဖွေလို့ရဆိုရင် တနေရာထဲမှာထိုင်ပြီးတော့ဖုံးတလုံးရှိုံနဲ့တည်းဒါတွေကိုရှာဖွေလေ့လာလို့ရတာဖြစ်ပါတယ်ရှင်အဲ့တော့မိမိမှာဖုံးတလုံးမှရှိနေအဲ့ဖုံးကိုအပျော်အတွက်အဲကိုယ့်ကဲကျမ်းမာရေးကိုထိခိုက်မဲ့အပြုမှုတွေအတွက်အသုံးမချပဲနဲ့မိမိပြုစုစားရှောင်နေရတဲ့ကလေးရဲ့အတွက်ပုံမကောင်းမွန်တဲ့နီးလန်းနေရရှိလောင်သိရှိလောင်ဖုံးကိုအသုံးပြုပြီးတော့လေ့လာလို့ရပါတယ်ရှင်အဲ့တော့ဘယ်ဦးမသွားနေစရာမလိုအရင်မြစ်ကဘယ်မှရှာစရာမလိုလူကြီးမင်းတို့ရဲ့လက်ထဲမှာရှိရဲ့ဖုံးထဲမှာတယ် အရင်းမြစ်တွေအများကြီးရှိပါတယ်လေ့လာဖို့ပဲလိုအပ်တာဖြစ်ပါတယ်ရှင်အဲ့တော့ကြတော့မိမိတွေဘလို့အကြောင်းအရာတွေအကျိုးရှိရောအကျိုးမရှိဘူးလို့ဆိုတာကိုဝေဖန်သုံးသပ်ဖို့လဲလိုအပ်တယ်ဘလို့မျိုးနည်းပေါ့နော်ဝေဖန်သုံးသပ်ပြီးတော့အရင်းမြစ်တွေဒီလိုလဲလုံလောက်မှုမရှိဘူးလို့ဒါပြောရပါကျမတို့ဖုံးရှိနေလို့ရှိရင်ဒီအရင်းမြစ်တွေကိုလုံလောက်မှုရှိအောင်ရှာဖွေလေ့လာအဲဆောင်ရွက်လို့ရတာဖြစ်ပါတယ်ရှင်ကိုကိုကိုလည်းအပြစ်တင်တယ်သူကကြတော့ မိမိကိုယ်ကိုမိမိအပြစ်တင်တဲ့လုံလောက်တဲ့ပြည့်စုံမှု ရှိတယ်လို့မခံစားတတ်ဘူးမော်နော်ဒါမျိုးတွေလည်းလုံးစစ်ကျင်ဒါလည်းကျမတို့ရဲ့ဒီ coping strategy တွေကိုလေ့လာလိုက်တဲ့အခါမှာဒီလိုမျိုးဖြည့်ဆည်းမှုတွေကိုလည်းပဲဖြည့်လျှော့ရမယ်စီမံခန့်ခွဲတတ်ကြရမှာဖြစ်တယ်မိမိကိုယ်ကိုမိမိအပြစ်တင်ရုံတင်နေုံနဲ့အလုံးကောင်းသားမှာမဟုတ်ဘဲနဲ့မိမိကိုယ်ကိုအပြစ်တင်တဲ့စိတ်တွေလျှော့ချရမယ်ဒီအပြစ်တင်ခြင်းကလည်းစိန်ခေါ်မှုတစ်ရပ်ပဲ ဒီစိန်ခေါ်မှုတွေကိုကျွန်တော်တို့ရင်ဆိုင်ရမယ်။မိမိကိုယ်ကိုအပြစ်မတင်ပါနဲ့။မိမိဒီချိန်မှာတိပြီဆိုရင်ဒီချိန်မှာလေးလာသုံးသက်ပြီးတော့ရှားဖွေပြီးတော့မိမိကလေးကိုကောင်းမွန်တဲ့နေလဲနေနဲ့ပြုစုပြောင်းပေးလို့ရတာလည်းဖြစ်ပါလေရှင်။ဒါကြောင့်စိတ်ဖိစီးမှုတွေကိုစီမံခန့်ခွဲမှုတွေအားနည်းတယ်။လွတ်ပလိုက်တာစိတ်ဖိစီးသွားပြီဆိုရင်လွတ်မပစ်ဖဲနဲ့ပေါ့နော်။စနစ်တကျ coping strategy တွေနဲ့အဲစီမံခန့်ခွဲရမှာဖြစ်ပါလေရှင်။ ပင်မနှမ်းနယ်မှုတွေပေါ့နော်ဒါတွေကလည်းအလုတ်ပင်မနာတွေရှိတတ်ပါတယ်နောက်တစ်ခုမိသားစုယဉ်ကျေးမှုဆိုင်ရာမျှော်မှန်းချက်တွေအဲ့အရာတွေကလည်းတကယ်တော့ယဉ်ကျေးမှုတွေကတနည်းအားနဲ့တနည်းအားမတူတဲ့အခါမှာတချို့ကရှေးရိုးဆွဲယဉ်ကျေးမှုတွေရှိနေတယ်ဒါတချို့ယဉ်ကျေးမှုတွေကကောင်းတာပေါ့နော်ကျမတို့ဆိုရင်ဒီအဲကျမတို့ရဲ့မြန်မာဘုနယ်ပယ်မှာရှေ့မှာတော့ကျမတို့ဒီကလေးတွေကို အာနေ့စဉ်ပေါ့နော်လုပ်ငန်းတွေကိုစောင့်ရချင်းရလဲ fire ထဲမှာပါတာကိုအဲ့ဒါတွေကကောင်းမွန်တဲ့အလေးချင်တွေဖြစ်တယ်ပေါ့အဲဒါကြောင့်ပေါ့အဲဒီမျက်နာတဲ့အဲ့ရဲ့ဒီညောစောစောထား အရာသိမျက်နာသိဆိုအဲ့အရာတကယ်တော့ကျွန်တော်တို့ယဉ်ကျေးမှုရမှာဖြစ်ပေါ်လာတဲ့အကြောင်းအရာလေးလေဒါတကမိဘနဲ့သာသမီကြားမှာထားရမယ်အပြုမှုတွေတာဝန်ဝတ္တရားတွေမိဘကသာသမီဘောထားမယ်တာဝန်ဝတ္တရားအပြုမှုတွေရှိနေကြတာဒါတကယ်တော့ဟိုဒီယဉ်ကျေးမှုရအင်မတန်ကောင်းမွန်တဲ့အလေးထားလေးဖြစ်တယ်လူဝတ်ချက်ရှိနေတဲ့အလေးထားလေးတွေကကြတော့အဲအိုးကလေးဆိုတာငယ်သူ ရောင်းတက်လိမ့်မယ်အဲကလေးမရောင်းတဲ့အောင်သူ့ကိုခက်တီတီပဲနေအဲဒါမျိုးကြီးကြတော့ဒါယဉ်ကျေးမှုဒီလိုမျိုးရှေးရဆန်တဲ့ယဉ်ကျေးမှုတွေကကြပြောင်းလဲပြရမှာပေါ့နော်ကလေးကိုနွနွတူတူကြည်ကျဉ်းနာနာဆက်ဆံရမယ်အဲရောင်းတဲ့ချင်းရောင်းမတဲ့ချင်းကမိမိရဲ့အဲဆန်အနမူနာပြခြင်းနဲ့မိမိရဲ့ပြုပြင်ထင်ရှားမှုပေါ်မှာဒါမူတည်ခြင်းဖြစ်တယ်ဆိုတာလေးကိုလည်းကျမအထူးဆွေးနွေးပေးလိုပါတယ်ကလေးတွေကမရောင်းတဲ့တတ်ပါဘူးမိမိရဲ့အပြုအမူတွေမိမိရဲ့ဆက်ဆံပုံတွေကသူရောင်းတဲ့တဲ့ပုံစံမျိုးရောင်းတဲ့ လာအောင်ဖိတ်ခေါ်တဲ့ပုံစံမျိုးတွေဖြစ်လို့တာကလေးကရောင်တက်လာခြင်းဖြစ်တယ်။ကလေးမှာတော့တကယ်ကိုအဖြူတွေလေးပါစိစစ်ကြရအယုတ်ထင်ရတာပါ။ကောင်းမွန်တဲ့အပြုမှုရရှိကြည့်ရရှိစေလို့ရင်ကောင်းမှုတဲ့ကောင်းမွန်တဲ့အဲ အတွေ့အထိတွေအလေးအထတွေကိုပြုစုပြောင်းထောင်ပေးကြရမှာဖြစ်ပါလေရှင်။ဒါကြောင့်ဒါလိုမျိုးတွေအားလည်းပဲစိန်ခေါ်မှုတွေတော့ဖြစ်တယ်ပေါ့နော်။မိသားစုရဲ့ယဉ်ကျေးမှုဆိုင်ရာညွန်မဲ့ချက်တွေညွန်မဲ့ချက်တွေကြီးမားလွန်းလာရင်စိတ်ပီစီမှုတွေကလည်းများလာမယ်ပေါ့နော်။အဲ့တော့မိမိကလေးရဲ့ခြေနေကဘယ်ခြေနေကိုသူဘလောက်ထိသူလက်ခံနိုင်မှာလို့ဆိုတာလည်းလေ့လာသုံးသပ်ဖို့လိုတယ်။ညွန်မဲ့ချက်ကြီးတွေကမဖြစ်နိုင်တဲ့ညွန်မဲ့ချက်ကြီးတွေမထားဘဲနဲ့ပေါ့နော်။ဖြစ်တင်တာတွေကိုရွေးချယ်ဖို့လိုအပ်တယ်။အဓိကကလူတယောက်ကကျန်းမာပျော်ရွှင်နေဖို့အဓိကပါရှင်။အဲ့တော့အလုံးနဲ့ မိသားစုကြမှာမျှကြေမရှိဘူးအလုပ်တွေပြီလာတဲ့အခါမှာမိသားစုကိုဂယုမဆိုင်နိုင်မှုတွေအားနေသွားတယ်ဒါမျိုးတွေမဖြစ်အောင်လည်းပဲဒါစနစ်တကျစီမံခန့်ခွဲဖို့လိုအပ်တာဖြစ်ပါတယ်ရှင်ဒါဆိုရင်ကုကျမဆွေးနွေးသားတာတွေဟာပြည်သူဆောင်ရှောက်တဲ့သူတွေအတွက်စိန်ခေါ်မှုတွေပါနောက်လည်းပဲပြည်သူဆောင်ရှောက်တဲ့သူတွေအတွက်စိန်ခေါ်မှုတွေဘာလို့ရှိ ਉ မလို့ဆိုရင်ပြည်စင်မှုအားနေတယ်တဲ့ အဲတကယ်ကိုပဲခင်မိတဲ့နိုင်ငံတွေမှာဆိုရင်ကလေးတရားကိုဝင်ဆရှိပြီဆိုကြရသူဒီကလေးကိုဘယ်လိုတွေပြုစုမယ်ဘယ်ဒီကီကိုဝင်ဆောင်စင်းမှာဘယ်လာမှာဘယ်ဘလူးဆေးကိုကျွေးမွေးမယ်ဘလူးချင်းမှာသူတို့ကိုကျွန်တော်တို့ပေါ့နော်ဒီကကလေးနဲ့အဲမိဘနဲ့ဘလူးတွေစကားပြောမယ်စသည်ဖြင့်မို့သူတို့ပြင်ဆင်ပြီးတော့မှဆောင်ရွက်ကြတာအဲ့တော့ကျွန်တော်တို့ဒီပေါ့နော်ဒီတချို့နိုင်ငံတွေမှာတော့အဲပြ ပြုစုဆောင်ရှောက်တဲ့သူတွေရဲ့ပြင်ဆင်မှုတွေအားနေကြတယ်ဒါတွေကိုကျမတို့ပြောင်းလဲဖို့လိုတယ်ဒါကြောင့်နေ့စဉ်အချိန်မှစီမံခန့်ခွဲမှုအားနေတယ်အဲ့စချင်းကိုစီမံခန့်ခွဲမှုအားနေတာဟာလည်းတကယ်တော့အရေးကြီးလိုအပ်နေတယ်ပေါ့နော်ပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့ အချက်ကလေးလည်းဖြစ်တဲ့ routine မရှိဘူးပေါ့နော်ပုံမှန်လုံးဆောင်ရမယ်နေ့စဉ်မယူစိတ်ပါရဲ့နေထလုပ်တယ်စိတ်မပါရဲ့မလုပ်ဘူးအစဉ်ပြေရင်လုပ်တယ်အားရင်လုပ်တယ်အားမအားမအားရင်မလုပ်ဘူးဒါမျိုးတော့မဖြစ်ရဘူးပေါ့နော်အချိန်တက်မှတ်တိုင်းအဲ့တက်မှတ်ထားတဲ့အချိန်မှာကလေးနဲ့အတူတူစာဖတ်မယ်လို့ဟိုတက်မှတ်တိုင်းဒီအချိန်ရောက်လို့ရှိရင်ဒီ minute ပေါ့နော်အနည်းငယ်ပါအကြာကြီးဖတ်ပြဖို့လိုတာမှမဟုတ်ဘဲနဲ့ကလေးကလည်းအကြာကြီးဆိုလက်ခံနိုင်တာမှမဟုတ်ဘဲ တင်းတင်းတဲ့အချိန်တစ်ခုနဲ့ပေါ့နော်အချိန်မှန်လှုပ်ဆောင်မှုအရေးကြီးတယ်နေ့စဉ်ပုံမှန်လှုပ်ဆောင်မှုအရေးကြီးတယ်ဒါမျိုးတွေကိုစီမံခန့်ခွဲမှုတွေအားနည်းကြတယ်ဒါတွေအားနည်းမှုမရှိအောင်ဆောင်ရွက်ဖို့လိုတာဖြစ်ပါတယ်။ organization တွေ homework တွေ time management တွေဒါတွေအရေးကြီးတယ်ပေါ့နော်။ဒါမျိုးတွေကိုလည်း screen time တွေပေါ့ဒါတွေနဲ့ပေါ့နော် screen time ဆိုလို့ရှိရင်ဂူကိတာပို့ဆိုးတဲ့ဖုန်းတွေရှိနေဖြစ်တဲ့အတွက်မိမိကြည့်လို့တဲ့ဇာတ်ကားရှိနေအဲ့ဇာတ်ကားပဲတောက်လျှောက်ကြည့်ဆိုတော့ကလေးလည်းမေ့အကုန်လုံးမေ့ဟင်းနေတမင်းနေလည်းမေ့ အဲဒါမျိုးတွေဟာဒါတွေမျိုးတွေကိုဆူလိုခြင်းဖြစ်တဲ့အချိန်စီမံခံခွဲမှုအားနည်းတယ်။ဒါစိန်ခေါ်မှုတွေပါ။နောက်တစ်ခုတက်တူရွယ်သူဖိအားပေးတဲ့အနိုင်ကျင့်တဲ့အဲဒါမျိုးတွေကလည်းစိန်ခေါ်မှုပါ။တည်ယူမှုဆံရအခက်ခဲတွေရှိတဲ့ကလေးတွေရှိတဲ့ငွေကြေးဆံရလိုအပ်မှုတွေဒါမျိုးတွေကလည်းစိန်ခေါ်မှုတွေပေါ့နော်။နောက်တစ်ခုက autism spectrum disorder တွေရှိမဲ့ဒါတော့မိမိကလေးရဲ့ဓလေ့ဖြစ်နေတာမွေးဖွားလာတာပေါ့နော်။နောက်တစ်ခါ attention difficult hyperactive disorder ADHD ကလေးတွေဖြစ်မရှိမယ်နောက်တစ်ခါ GDD ဆိုတဲ့ global development delay တွေရှိမယ်စသဖြင့်ဖြစ်ပေါ့နော်အများကြီးတော့ဟိုအချို့တော့ရှိတတ်တာပေါ့လေရှိတတ်တယ်ဒါမျိုးတွေဆိုလို့ရှိရင်လည်း ဒီလိုအခြေအနေကလေးတွေမှာလည်းပဲပြုစုပြောထောင်တဲ့နည်းလမ်းတွေရှိတယ်။ Autism Spectrum Disorder ကလေးကိုလည်းဘယ်လိုပြုစုပြောထားမလို့ဆိုတော့နည်းတွေအကြောင်းတော့ဖုံးတလုံးရှိုံနဲ့လေ့လာလို့ရတယ်။အဲ့လိုပဲ ADHD ကလေးတွေလည်းအတွက်လည်းပြုစုပြောထောင်တဲ့နည်းတွေရှိပါတယ်ရှင်။အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်တို့လေ့လာရမယ့်နည်းလမ်းတွေကရှိနေတာပါ။ဒီလိုမျိုးဖြစ်လာပြီဆိုလို့ရှိရင်လည်းရင်ဆိုင်ပြီးတော့ပေါ့နော်လှုပ်ဆောင်လို့ရတယ်။ ီလိုမျိုးအခြေအနေတွေမှာဆိုရင်လည်းပြည်သူဆောင်ရှောက်တဲ့သူတွေအတွက်ဒါစိန်ခေါ်မှုတွေလည်းဖြစ်နေတာပေါ့နော်။နောက်တစ်ခု early intervention တွေဒါမျိုးတွေပေါ့နော်။လေးလာသုံးသပ်ဖို့လေးလာဖို့ပြီးတော့ပေါ့နော်။ဆောင်ရွက်နိုင်မှုတွေအားနည်းရာရှိရဲ့။နောက်တစ်ခါစိတ်ကျန်းမာရေးပြည့်တတ်တာတွေပေါ့နော်။ဒါတွေအားလည်းပဲရှိနေနိုင်တာပေါ့နော်အဲ stress တွေဒီ stress တွေ anxiety တွေအဲ depression တွေပေါ့နော် trauma တွေအဲ့လိုမျိုးပေါ့နော်ဟိုပေါ့နော် ဒီကအခြေအနေတွေကိုပြောင်းနိုင်မှုအတွက်ကျွန်မရှေ့မှာဆွေးနွေးသွားတဲ့ coping strategy တွေရောဒီကဒီ emotional management တွေရောပေါ့နော်အများကြီးပဲနော်အဲ့အရာတွေကဟိုစနစ်တကျလေးပေါ့နော်ဝေဖန်သုံးသပ်ပြီးတော့လှုပ်ဆောင်လိုက်မယ်ဆိုရင်ဒီပြဿနာတွေကပြေလည်နိုင်ပါတယ်ဒီစိန်ခေါ်မှုတွေကိုကျော်လွှားနိုင်ပါလိမ့်မယ်လို့ကျွန်မအနေနဲ့မျှော်လင့်ပါတယ်ရှင်ဟုတ်ပြီကျွန်မကဆွေးနွေးသွားရဆိုရင်ပြည့်စုံဆောက်ရှောက်တဲ့သူတွေရဲ့စိန်ခေါ်မှုတွေအများကြီးပဲ ပြည်စည်းမှုအားနည်းရအားနည်းတာတွေရောနေ့စဉ်အချိန်စီမံခန့်ခွဲမှုအားနည်းတာတွေရောတက်တူရွယ်တူတွေရဲ့ဖိအားတွေရောအနိုင်ကျင့်တာတွေရောတည်ယူမှုဆံရအခက်ခဲတွေရောငွေကြေးဆံရလိုအပ်ချက်တွေရောစိတ်ကြမ်းမာရေးအခြေအနေရောပေါ့နော်ခုနဒလေးတွေရဲ့ပြဿနာတွေရောအများကြီးပဲစိန်ခေါ်မှုတွေရှိတယ်။ဒါပေမဲ့ဒီစိန်ခေါ်မှုတိုင်းဟာစနစ်တကျကျော်လွှားလို့ရတယ်ရပါတယ်ဆိုတဲ့အကြောင်းလေးတို့ကျွန်မဆွေးနွေးပေးပါဆွေးနွေးပေးပါစီ။ ဘယ်လိုစိန်ခေါ်မှုကိုပဲဖြစ်ဖြစ်ကျမတို့တွေရင်ဆိုင်ကျော်လွှားနိုင်တဲ့တတိရှိတယ်ဆိုတာလေးကိုလည်းကျမအထူးအလေးပေးပြီးတော့ဆွေးနွေးလိုပါတယ်ရှင်။အဲ့တော့နောက်ဆုံးမိတ်ညီကုန်းချုပ်နေနေပေါ့နော်။ကျမတို့ရဲ့ကလေးတွေကို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 ယုံကြည်မှုရှိဖို့လိုအပ်တာတက်ကျွမ်းပြီးတော့ဘဝရဲ့အနေအမြင့်အချိုးအကွေ့တွေကိုခံနိုင်ရှိရှိနဲ့ကြော်ပြတ်နိုင်တဲ့ကလေးတွေဒီမှာကြည့်ရှုနေတဲ့လူကြီးမိဘတွေအုတ်တိန်သူတွေကလေးကိုပြုစုပြောင်းပေးတဲ့သူတွေကလေးနဲ့ဆက်ဆက်နေတဲ့သူတွေအားလုံးဟာ ေးကြပါတယ်ဒီလိုမျိုးကလေးတွေဖြစ်စေခြင်းမှမလွဲပါဘူးမိမိကလေးတွေကိုတော်တော်ကောင်းမွန်တော့တက်မြောက်တော့တကယ်ကိုထူးချွန်ထက်မြက်တဲ့ကလေးတွေဖြစ်စေခြင်းပဲကိုကိုကိုလည်းယုံကြည်မှုရှိမယ်လိုအပ်တဲ့တက်ကြွမဲ့နော် တက်ကြွမှုတွေကိုလည်းတက်ကြွမယ်ဘဝရဲ့အနေအမြင့်ချိုးပွေတွေကိုလည်းခဏရင်ရှိရှိ resilient ရှိရှိနဲ့ကြော်ဖြတ်နိုင်တဲ့ကလေးတွေဖြစ်လို့ရဆိုရင်တဲ့မိသားစုရဲ့တန်မာတဲ့အင်အားတွေလိုအပ်ပါတယ်ရှင် ပတ်ဝန်းကျင်ရဲ့ဂယုတစိုက်ရှိမှုဂယုတစိုက်ဆောင်ရှားမှုတွေနဲ့ကလေးတွေရဲ့ကျဉ်းကျဉ်းခံနိုင်တဲ့စွမ်းရည်တွေကို တိဆောက်ပေးသွားကြပါစို့လို့ကျမအနေနဲ့ဆွေးနွေးလိုပါတယ်ရှင်။ဒါဆိုရင်အထက်မှာပြောထားတဲ့အရင်ချင်းတွေပေါ့နော်။ကိုကိုကိုယုံကြည်မှုရှိမယ်တက်ကြွမှုတွေကိုလည်းလိုအပ်တဲ့တက်ကြွမှုတွေကိုလည်းတက်ကြွစေခြင်းနဲ့ဘဝရဲ့အနေအမြင့်ချိုးကွေတွေကိုလည်းခံနိုင်ရှိရှိနဲ့ဖြတ်ကျော်နိုင်တဲ့သူတွေဖြစ်စေခြင်းနဲ့ကလေးတွေဖြစ်စေခြင်းနဲ့ဆိုရင် မိသားစုတွေရဲ့တန်မာတဲ့အင်အားတွေလိုအပ်တယ်။ပတ်ဝန်းကျင်ရဲ့ဂရုတစိုက်စောင့်ရှောက်မှုတွေနဲ့ကလေးတွေရဲ့ကြံ့ကြံ့ခံနိုင်တဲ့စွမ်းရည်တွေကိုတိဆောက်ပေးသွားကြပါစို့လို့ကျမအနေနဲ့အဲပေါ့နော်ဆွေးနွေးပြောကြားရင်းနဲ့အဲကျမရဲ့အဓိကပေါ့နော် building resilient ကလေးတွေရဲ့ကြံ့ကြံ့ခံနိုင်မှုစွမ်းရည်တွေကိုဖွံ့ဖြိုးတိုးတက်အားကောင်းခိုင်မာလာလေ့ကျင့်ပေးရမယ်ဆောင်ရွက်ကြရမယ်အဲပေါ့နော်အဲနီလန်းလေးတွေပေါ့နော်ကျမဆွေးနွေးခဲ့တာလေးပြမြောက်သွားပါပြီ အဲ့တော့ကျမရဲ့ဆွေးနွေးချက်တိုင်းကိုဝေဖန်သုံးသပ်အကြံပေးနေတဲ့တူဦးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်လို့ပြောကြရင်းနဲ့ကျမရဲ့ဆွေးနွေးချက်ကလေးကိုညီကိုချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်